မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ ခလာယာ68တန်ရမှုနဲ့မိသားစုကိုစစ်ကောင်စီပြန်ဖမ်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အေယာရီတိုင်းဖျားပုံမျိုးအခြေဆိုင်အမှတ်68ခြေလင်းတန်ရင်ခလာယာ68တန်ရမှုနဲ့မိသားစုတွေကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်နာတခတိုင်မှုရဲ့အမိန်နဲ့စစ်ပန်ရာလုံချုံရေးဖွဲ့ဆရာဖကဖမ်းဆီးလိုက်ပါတယ်။စွန်လ9ရက်ညကဖမ်းဆီးခဲ့တာဖြစ်ပြီးလက်ရှိထိန်းသိမ်းခံထားသူတွေမှာခလာယာ68တန်ရမှုရဲ့အသက်14နှစ်အရွယ်သမီးဖြစ်သူလည်းပါဝင်နေလို့မဟုတ်ပင်ဆရာဖနဲ့နှိစက်သူတအုပ်ကပြောပါတယ်။ အမိန်ပါလို့တိုင်ရင်နဲ့တင်းဝင်ဖမ်းပြီးမဟုတ်ဘင်းအဲ့ရိတ်သားမှတညထားတဲ့နောက်နေ့ပသိမ်နာတခရဲခေါ်သွားတယ်လို့၎င်းကပြောပါတယ်ဖမ်းဆီးရတဲ့အကြောင်းရင်းကိုအသေးစိတ်မသိရသေးပေမယ့်2024ခုနှစ်အတွင်းရခိုင်ပြည်နယ်မှာတိုက်ပွဲများနဲ့အရာရီတိုင်းဟီကြီးငတိုင်းချောင်းမြို့နယ်တို့မှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာခလာရ68မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များတင်းဆမှုများပြားခြင်းစစ်မှုရန်ဥပဒေဖြင့်စစ်သားစုဆောင်ခံရသူများရှေ့တန်းမှာထွက်ပြေးမှုတွေများပြားနေခြင်းတို့ကြောင့်ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတခအတိုင်းမူဗိုလ်မှူးချုပ်စိုးကျော်ထက်ကတိုင်းရိုက်မိတ်နဲ့ဖမ်းဆီးခြင်းဖြစ်ကြောင်းမဟုတ်ပင်မျိုးနဲ့ဌာနဆိုင်ရာအတိုင်းဝိုင်းမှသိရပါတယ်။ခလာယာ68တရင်မှုရဲ့အမည်နဲ့ဖမ်းဆီးခံထားတဲ့မိသားစုဝင်ရေအတွက်ကိုအသေးစိတ်စုံစမ်းမေးမြန်းနေစဉ်ဖြစ်ပါတယ်။အင်ယာရီတိုင်းမှာလက်ရှိရေကြီးငတိုင်းချောင်းလေးမျက်နှာမျိုးနယ်တို့နဲ့ဆက်ဆက်နေတဲ့နေရာတွေမှာအရခတ်တပ်တော်အေးပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုတွေများပြားနေပါတယ်။စွန်လာဆန်မိုင်ကတိုက်ပွဲမှာမဟုတ်ပင်မျိုးချင်းဆိုင် ခလာရ29တိုင်ရမှုသိဆုံးကြောင်းသတင်းများထွက်ပေါ်ခဲ့ပါတယ်။အဆိုပါသတင်းကိုတော့တည်ကြအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းက AR တိုင်တွင်တိုက်ပွဲများစတင်ဖြစ်ပွားနေချိန်မှာစစ်ကောင်စီဒုတိယကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းဦးဆောင်နဲ့ကြီးရင်လေးထိပ်ပိုင်းကောင်ဆောင်များပဋိပင်မျိုးကိုလာရောက်ပြီးစစ်မှုရန်တနန်းစင်များကိုစီယုံရင်ဆင်းသွားပါတယ်။တိုက်ခါကြအောင်မလုပ်ဘူး။ PNT တာဝန်ကိုကြည်ပြုံဖို့ပြောဆိုသွားပါတယ်။စစ်ကောင်စီကအချင်းချင်းပြန်လည်ဖမ်းဆီးမှုဖြင့်တမ33ရက်တမမှု ပုံကျုပ်ကျော်စံမြင့်နဲ့မိသားစုဝင်များကိုပြီးခဲ့တဲ့မေလကုန်ကဖမ်းဆီးခဲ့တယ်လို့နေပြည်တော်နဲ့စကိုင်းတိုင်းစီရီတရင်အရင်မြစ်တွေကပြောပါတယ်။ဆလတ်ပြီးတင်ဆက်ပြီးမဲ့တရင်ကြောင်ရကတော့နေပြည်တော်မှာပြည်သူစစ်မှုထမ်းတောင်းကိုတန်နီစစ်သားကကတ်ကြီးနဲ့ထိုးတက်တဲ့အကြောင်းတင်ဆက်ပြီးပါမယ်။နေပြည်တော်ကအမှတ်၃စစ်ကြောင်ရင်းနဲ့တဲခွေတက်မှာပြည်သူစစ်မှုထမ်းတောင်းကိုအိဆောင်အတူနဲ့တန်နီစစ်သားကကတ်ကြီးနဲ့ထိုးတက်မှုဖြစ်ပွားခဲ့တယ်လို့နေပြည်တော်စစ်စီနဲ့ထားဖို့တက်အတိုင်းဝိုင်းတရင်ရင်းမြစ်တွေစီကသိရပါတယ်။ တည်ဆုံသူဟာယာထပါတင်မိထီလာကပြည်သူစစ်မှုထမ်းစစ်သားကိုနန်းဆောင်ဆိုသူဖြစ်ပြီးမင်းကဆွန်လာရှင်ရထမင်းစားချင်းကျွေးမွေးရေးကိစ္စတွေဆောင်ရွက်နေစဉ်နဲ့တန်းစီချင်းတွေမှာအချင်းချင်းများရှံဖြစ်ပြီးနောက်အခုလိုကကြင်းနဲ့ထိုးတက်ခံရတယ်လို့သိရပါတယ် စကားများရန်ဖြစ်ပြီးည7နာရီခန့်ချိန်အရမူးနေတဲ့တန်နေစစ်သားကအိဆောင်ပြမှာအသင်းဆောင်ဆိုင်နေပြီးတင်းဆောင်သူပြည်သူစစ်မှုရန်အပေါ်သွားရန်ထွက်လာချိန်အိမ်သားကိုလိုက်ပြီးကက်ကြီးနဲ့လေဘင်းကိုအချက်ပေါင်းများစွာထိုးတက်ခဲ့တယ်လို့သိရပါတယ်။ပြည်သူစစ်မှုရန်ကိုနန်းဆောင်ကအခင်းဖြစ်ပေါ်ရာနေရာမှာမတီးဆောင်သေးပဲတက်စင်ကန်ကတစင်ကရင်တထောင်စည်းရုံကိုပို့ဆောင်ချိန်လမ်းကူးလက်မှာတင်းဆောင်သွားခဲ့တာလို့ဆိုပါတယ်။တင်းဆောင်သူပြည်သူစစ်မှုရန်နဲ့ကျူးလွန်သူစစ်သားက တက်ကူထောက်ပို့တက်ကဖြစ်တာကြောင့်ကကပန်းညွန်ကြိုင်းမှုရောက်ရှိလာပြီးဆဲဆိုချိန်မောင်းသွားခဲ့ကြောင်းလဲတက်တွင်းတရင်ရင်းမြစ်တွေစီကတည်ရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်တက်ကဖန်သွားတဲ့ model agency ပိုင်ရှင်ကျွန်းလွင်ပြန်လည်လွတ်မြောက်တင်အကြောင်းတင်ဆက်ပေးပါမယ်။အစိုးရချမ်းချမ်းရောင်းတဲ့ပစ္စည်းများကိုဝယ်ယူရတဲ့ဆိုတဲ့စစ်ဆွဲချက်နဲ့စစ်ကောင်စီရဲ့ဖမ်းဆီးစစ်ဆေးခြင်းကိုခံနေရတဲ့ model agency ပိုင်ရှင်ကျွန်းလွင်ကပြန်လည်လွတ်မြောက်လာကြောင်းတည်ရပါတယ်။စစ်ကောင်စီကစွန်လ9ရက်နေ့လပိုင်းမှာ Star and Model Agency ပိုင်ရှင်ကျွန်းလွင်ကိုဖမ်းဆီးထားရမှာပြန်လည်လွတ်ပြေးလိုက်ကြောင်း ရဲသတင်းရင်းမြစ်တွေစီကသိရပါတယ်ဂျွန်လင်ကပြီးခဲ့တဲ့ဇွန်လ9ရက်ကစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီး၄ရက်ကြာမှစစ်ကောင်စီကပြန်လည်လွှတ်ပေးလိုက်တာပါစစ်ကောင်စီကဖမ်းဝရမ်းထုတ်ထားလို့ပြည်ပမှာနေထိုင်တဲ့အဆိုတော်ချန်ချန်အွန်လိုင်းမှာရောင်းချတဲ့ပစ္စည်းတွေကိုဝယ်ယူခြင်းကြောင့်ဂျွန်လင်ကိုဖမ်းဆီးစစ်ဆေးခြင်းဖြစ်တယ်လို့ဆိုထားတော်လဲတရုတ်ဆောင်ခိုင်နှင်းငွေကိုဝေဖန်ခြင်းကြောင့်ဖမ်းဆီးခြင်းဖြစ်ကြောင်းအမှုပညာတိုင်းဝိုင်းများထံမှသိရပါတယ်စစ်တပ်ထောက်ခံသူတွေကဂျွန်လင်ဖမ်းဆီးခြင်းမခံရခင်ကချန်ချန်နဲ့ပတ်သက်တဲ့အပြင်ခိုင်နှင်းငွေကိုဝေဖန်တာကြောင့်ဖမ်းဆီးရန်လိုကြောင်း ောင်းဝါရဖြန့် channel တွေမှာတိုက်တွန်းရေးသားမှုတွေရှိခဲ့ပါတယ်စကောင်စီကပုံမှန်905ထောက်ခံထားတဲ့အမှုပညာရှင်များနဲ့လူပုဂ္ဂိုလ်များကိုပတ်သက်တဲ့သူတွေကိုအကြမ်းဖက်ဥပဒေဖြင့်ရင်းယူသွားမှာဖြစ်ကြောင်းပြီးခဲ့တဲ့ဆွန်လာနှစ်ရည်ကထုတ်ပြန်ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့စင်ကူးမှစစ်ရေးဝန်ကိုစစ်တပ်ကပုံကျင်းအမျိုးသမီးတအုပ်တည်ဆောင်ပြီးတအုပ်ထက်မနေတန်ရန်ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တပိတ်ချင်းမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရလို့လည်းသိရပါတယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်ကြီးတောင်ရွာ စင်းရုံဝင်ကိုစစ်တပ်ကဒီကနေ့မနက်မှလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်လို့အမျိုးသမီးတောင်းသိဆောင်ခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။ဇွန်လ9ရက်မနက်9နာရီခွဲခန့်ကမန္တလေးတိုင်းစင်ကူးမြို့နယ်ကြီးတောက်ပောင်ရွာစင်းရုံတွင်ကိုစစ်တပ်ကဂျက်ဖိုင်တာနဲ့ လေကြောင်းကနေပုံတလုံးကျဲခဲ့လို့အမျိုးသမီးတအုပ်တီဆောင်ပြီးသုံးထပ်မနေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်စီးတဲ့ကမိန်းကလေးနှစ်ယောက်မှာတယောက်ကလက်ပြတ်တယ်တယောက်ကတီဆောင်သွားတယ်လို့ဒေသခံတအုပ်ကပြောပါရယ်အခြားဒေသခံတအုပ်ကစင်းယုံဆောင်နေလဲပြတ်သွားတယ်အခုတလောစင်းယုံရဲစကန်အကုန်နေရအတီကြနဲ့ကျဲနေတာလို့ပြောပါရယ်စင်ကူးမြို့နယ်ကိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးက2024ခုနှစ်ဇူလိုင်လ18ရက်နေ့မှာအပီးသက်သိမ်းပိုက်ထားတာဖြစ်ပါရယ်ဇွန်လ10ရက်နေ့ကလည်းစင်ကူးမြို့နယ်လက်ပံလာရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ် ခဲ့လို့ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ဇွန်လ10ရက်နေ့ကလည်းမန္တလေးတိုင်းသပိတ်ကျင်းနယ်ဆင်ကုမြို့နယ်ကစာတင်ကြားဟိုတယ်နဲ့လူနေအိမ်တွေကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့လို့အဆောင်ပြစ်စီမှုတွေရှိခဲ့ပါတယ်။ဒါအပြင်ဆင်ကုမြို့နယ်ရင်းမြောက်ဘက်ကသပိတ်ကျင်းမြို့နယ်ကိုလည်းစစ်တပ်ကနေ့စဉ်ပြင်းပြင်းထန်ထန်လေကြောင်းတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။တမန်တဲ့ကိုအကြိမ်20ကျော်လေကြောင်းတိုက်တဲ့တောက်လျှောက်ကောင်းပေါ်မှာလင်းရင်ဝဲနေတာတိုက်ပွဲလဲပြင်းထန်နေရလို့ဒေသခံတောင်ကပြောပါတယ်။သပိတ်ကျင်း မြို့နယ်မိုးကုတ်မန္တလေးလမ်းမပေါ်ကခုနှစ်မိုင်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကအစိမ့်ဝင်ပုံနေချင်းချကအဲ့ဒီနောက်မှာပေါင်900ပေါင်300ပုံနေချင်းချနေတာလို့သိရပါတယ်။စစ်တပ်ကတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နေရာတွေကိုလေရင်နဲ့ပုံကျဲတာထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်နေပြီးစင်ကူမတရားနဲ့တပိတ်ချင်းမြို့နယ်တို့ကိုစစ်တပ်ကဒရဇက်လေးချောင်းတိုက်ခိုက်တာတွေပြုလုပ်နေပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့သေပေါ်ဖို့စကန်သိမ့်တိုက်ပွဲထိုင်းဘက်ထွက်ပြေးတဲ့ပြူဟာမှုနဲ့အဖွဲမြားရီမျိုးဆောင်တပ်ထဲပြန်ရောက်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းဘက်ထွက်ပြေးပြီးနေရာ 1925ရေပြန်စုဖွဲ့နေတဲ့စစ်သား600လောက်ရှိနေတယ်လို့ဆိုပါတယ်။မြန်မာတိုင်းနယ်စပ်ကတေးပေါ်ပူတက်စကန်တိုင်းတိုက်ပွဲကနေထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့ဗျူဟာမှုအပါအဝင်စစ်ကောင်စီတပ်သား80ကမြောက်ရီမြို့ကမျိုးဆောင်တပ်ဖြစ်ရှိနေတဲ့ခလာယာ295တပ်ရင်းနဲ့ပြန်ရောက်ပြီးစုဖွဲ့မှုတွေလုပ်နေတယ်လို့သိရပါတယ်။နယ်စပ်ဒေသမှာရှိတဲ့တပ်စကန်တွေတိုက်ခိုက်ခံရတဲ့ကစစ်ကောင်စီတပ်သားတွေကအလွယ်တကူပဲထိုင်းနိုင်ငံနဲ့ကိုပြေးဝင်နေတာမှာထိုင်းစစ်တပ်ကထိန်းသိမ်းပြီးရတက်တပတ်ကြတဲ့ကသူတို့ကိုစစ်ကောင်စီထံပြန်လွှဲပေးနေတာပါ။ ။အခုဆိုမြောက်ရီမြို့က295တန်ရင်းထဲမှာ600လောက်ဒီစုဝေးရှိနေတယ်လို့ကရင်စည်ရေးတရင်ရင်းမြစ်တွေကပြောပါတယ်။သူတို့ကဘယ်လိုနာမည်ပေးရမလဲ။ထိုင်းပြန်စစ်သားတွေလား၊တေမာကြောင့်လို့ထွက်ပြေးတဲ့နိုင်ငံခြားပြန်စစ်သားတွေလားပေါ့။အခုဆိုရင်600လောက်ရှိပြီးတေးပေါ်ဖို့အဖွဲ့ကမနေ့ကပြန်ဝင်လာတယ်လို့သိရကြောင်း၎င်းကဆက်ပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ3ရက်ညနေပိုင်းကမြန်မာတိုင်းနေဆက်မြင်းကြီးကတေးပေါ်ဖို့တက်စကန်သိန်းတိုက်ခိုက်မှုမှာစစ်ကောင်စီရဲ့တပ်မ44လောက်ခန့်အမှတ်30ပြူအောင်မှုအပါဝင်စစ်ကောင်စီတပ်သား80ကထိုင်းနိုင်ငံတွင်ကို ထွက်ပြေးသွားခဲ့တာပါအဲ့ဒီပွဲကစွန်လာရှင်ရမှာ295တရင်နဲ့ကိုပြန်လည်ဝင်ရောက်လာတယ်လို့ဆိုပါတယ်အဲ့ဒီနဲ့မှာတန်ရာရသူကိုဥပါတယ်လို့ခရင်စင်ရေးတရင်ရင်မြစ်ကပြောပါတယ်စုပွဲမှုလုပ်ပြီးစစ်ကြောင်းပြန်ထူနိုင်နေဒါပေမဲ့အားလုံးကအကောင့်တွေမဟုတ်ဘူးအကျိုးနဲ့တန်ရာရတာတွေလည်းရှိနေသေးတယ်သူတို့လည်းထိုးလဲထိုးပေါ့ ဟိုကဗိုတာဘောကစောင့်နေတာသူလဲတည်တာပေါ်လို့ကရင်စီတရင်ရင်မြကပြောပါတယ်ထိုင်းနိုင်ငံကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုကရင်နယ်ကြားစောင့်တက် BGF ရဲ့အမှတ်လေးစစ်ဒေသမှုပုံမှုကြီးမုတ်တုံထိန်းချုပ်မှုအောက်ကနယ်စပ်ကိတ်ပေါက်တစ်ခုဖြစ်တဲ့ဆက်ချောင်းကိတ်ကနေပြန်ပို့ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်သားတွေစကန်သိမ်းတိုက်ပွဲတွေကနေထိုင်းနိုင်ငံကိုထွက်ပြေးပြီးပြန်ပို့နေတာတွေလို့ရင်အဲ့ဒီဆက်ချောင်းကိတ်ကနေပဲပြန်ပို့နေရလို့ဆိုပါတယ်ထိုင်းမြန်မာနယ်စပ်ကပလဲတူစကန်သိမ်းတိုက်ပွဲကနေထိုင်းနိုင်ငံကိုထွက်ပြေးသွားတဲ့စစ်သား62ဦးက ိုမေလ28ရက်မှာနေဆက်ခိတ်ဖြစ်တဲ့16ခိတ်ကနေမြောက်ရီမျိုးဆောင်တက်ဖြစ်တဲ့ခါလာယာ295တရင်နဲ့ကိုပို့ပါရယ်။ ပြီးခဲ့တဲ့မေလ23ရက်ကကော့ဂရိတ်မြို့နယ်ကစကောင်စီရဲ့ဘလတ်တူတပ်စကန်သိန်းတိုက်ပွဲကနေစကောင်စီတပ်သား62ဦးကထိုင်းနိုင်ငံနဲ့ကိုထွက်ပြေးခဲ့တာပါထွက်ပြေးပြီး9ရက်အကြာမှာပဲထိုင်းစစ်တပ်က16ကိတ်ကနေပြန်ပို့ခဲ့တာလို့ဆိုပါတယ်မေလ29ရက်မှာလည်းစကောင်စီတပ်သား62ဦးကထိုင်းနိုင်ငံတွင်းကနေဖြတ်ပြီးတိပေါ်ပို့ပြူဟာတပ်စကန်ကိုစစ်ကူလာခဲ့ပါတယ်အဲဒီစကောင်စီတပ်သား62ဦးကိုလည်းတော်လိုင်းပူပေါင်းတပ်တွေကမေလ28ရက်မှာကြားပြတ်တိုက်ခိုက်ခဲ့တာမှာ28ဦးကထိုင်းနိုင်ငံနဲ့ကိုပြန်လည်ထွက်ပြေး ခဲ့ပါသေးတယ်။ဒါအပြင်မေလ28ရက်ညပိုင်းမှာလည်းနေဆက်ကဝေါ်လီမြူနာကကနဲလီစစ်ကောင်စီတပ်စခန်းတော်လိုင်းပူပေါင်းတပ်တွေကတင်ပိုင်ရမှာလည်း စစ်ကောင်စီတပ်သား52ဦးကထိုင်းနိုင်ငံနဲ့ကိုထပ်မံထွက်ပြေးခဲ့ပါသည်ရဲ့နေဆက်မျိုးဖြစ်တဲ့မြရီမျိုးကမျိုးဆောင်တပ်ဖြစ်ရှိနေတဲ့ခါလိုင်းရ985တိုင်ရင်ကိုလည်းတွန်လိုင်းတပ်တွေကအခုရက်ပိုင်းတွင်မှပြစ်ခတ်တိုက်ခိုက်နေပါတယ်မေလ31ရက်ညပိုင်းကတွန်လိုင်းတပ်ဖွဲ့တွေကခါလိုင်းရ985တိုင်ရင်ကိုလက်နက်ကြီးတွေနဲ့ဇက်တိုင်းပြစ်ခတ်တိုက်ခိုက်နေတာလို့ကရင်စင်ရေးတရင်ရင်မြစ်ကပြောပါတယ်နောက်ပြီးဇွန်လ4ရက်မှလည်း drone 20နဲ့985တိုင်ရင်နဲ့ကိုပြစ်ချခဲ့တယ်လို့ဆိုပါတယ်ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကရင်မျိုးသားက ကွင်တက် KNDO နဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF ရဲဘော်တွေကမြန်မာတိုင်းနဲ့ဆက်ကစစ်ကောင်စီတပ်စခန်းတွေကိုဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နေတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်